ဟယ်လိုအားလုံးမင်္ဂလာပါကျောင်းနေများတို့ခရံဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Boilo Tuplu Pote Chapter 9မှာစပါလာတဲ့ကျွန်တော် Chroma ကျောင်းရဲ့နောက်ပြီးတော့ Himawari ရဲ့ကျောင်းရဲ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးမှာဖြစ်ပါတယ်ကဲအားလုံးသိကြရတဲ့မဲ့ဒီနှစ်ယောက်ကပါတာတော်ကြာနေပြီကျွန်တော်စဝါကျွန်တော် post တင်မလို့လုပ်ပေမဲ့နောက်ပိုင်းဗီဒီယိုလုံးစင်စိတ်ရှိရရင်ကျွန်တော် view လေးတစ်ခုလုပ်ဖြစ်သွားတာပါအဲ့တော့ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးမှာမပါခဲ့ရင်တောင်းပန်ပါတယ် ကျန်တော့လည်းဒီထက်ကောင်းတဲ့ဖြူတွေလိုအပ်ဝရှိပါတယ်။အင်္ဂါမဖက်ရတဲ့လူရနည်းနည်းလေးစပိုင်လာလေးမိနိုင်တာဟိုလိုကြိုပြီးတိတိပေးချင်ပါတယ်။ကဲဆိုတော့အလုံးတကြိုက်တိုင်းပဲဖြူလေးကိုဆားလိုက်ကြရအောင်။ကဲဆိုတော့အလုံးတကြိုက်တိုင်းပဲခရမာကိုဘော်လိုတူဘလူးပေါ်တဲ့ချပတာနိုင်ရအောင်ဆိုလိမ့်မှာပဲဆာရင်မိဆက်တော့ပါတယ်။အဲ့တော့နောက်ချပတာတွေမှာဟီမာဝါရီရဲ့စကားပြောရရင်တော်တော်များများပါပါတယ်။အဲ့တော့အရင်ဆုံးအဲ့ဒီအကြောင်းကိုပြောခင်မှာကျွန်တော် နိုင်တိုနဲ့အီရှီတိုက်ပွဲကိုကျွန်တော်အရင်ပြောချင်ပါတယ်အဲ့တော့နိုင်တိုနဲ့အီရှီတိုက်ပွဲမှာနိုင်တိုကဆွမ်းအကြီးများနဲ့အီရှီကီကိုနိုင်ဖို့ခရမာသူ့အိုက်တူစတေးသွားခဲ့ပါတယ်တေသွားတယ်ပေါ့ဒါပေမဲ့အမေကောင်တွေကအမေကောင်တွေနဲ့မှာအရင်တေသွားတာသုံးမိဖြစ်ပါတယ်သုံးမိကအရင်ဆုံးတေသွားပြီသူနဲ့သက်ဆိုင်တဲ့နေရာသူရဲ့ energy crochet နဲ့မှပြန်ပြီးတော့ငွေဖွားခဲ့ပါတယ်ခရမာနဲ့ထိုနီတူပဲသူနဲ့သက်ဆိုင်နေမှာပြန်ပြီးတော့ငွေဖွားခဲ့တဲ့သဘောမျိုးပါအဲ့တော့အမေကောင်တွေကဘယ်တော့မှမတေပါဘူးဒါကိုနိုင်တိုမာတွေက ကွန်ဖမ်းမိတာပါဒီပြူပေးတာပါအဲ့တော့အရင်ဦးဆုံးကျွန်တော်တို့နိုင်တို့ရှင်မှုနဲ့မှာပါခဲ့တဲ့ကျွန်တော်ဖော်ဝါကိုပြန်ပြောကြအောင်ဖော်ဝါပြီးလေးပါပဲအမေးကောင်နေအကုန်လုံးကသူတို့တက်ဆိုင်တဲ့နေရာကိုပြန်သွားမယ်လို့ပြောကြပါတယ်ဒါပေမဲ့ဂျန်နဲ့ခုနှစ်ကောင်လုံးကသူတို့တက်ဆိုင်နေရာကြီးပြန်သွားခဲ့ပါတယ်ဒါပေမဲ့ရှင်မီနဲ့ကိုမြသူတို့တက်ဆိုင်နေရာကြီးမပြောင်းမင်းနဲ့အဲ့ချိန်မှာသူတို့ ရဲ့နေရာကိုပြန်လည်ပြီးတော့ဖန်တီးလိုက်တယ်လို့ကျွန်တော်ပြောချင်တာပါအဲ့တော့ရှင်မီးရာဘီရဲ့ခဏကိုတည်းမှာပြန်နေမယ်ကိုမီရဲ့နိုင်ရဲ့ခဏကိုတည်းမှာပြန်နေမယ်ပေါ့အဲ့ရှင်မှာသူတို့အဲ့အမီးကောင်နှကောင်သူတို့နေကျဲနေရာကိုပြန်ပြီးဖန်တီးလိုက်လို့ကျွန်တော်ပြောချင်တာပါ အဲ့တော့ Chroma ဖြန်ပြီးလိုက်တဲ့နေရာနိုင်လို့ဖြစ်ပါတယ်။အဲ့တော့နောက်ပိုင်းဟီမဝါရီရှိဘလို့ရောက်သွားလဲဆိုတော့ဟီမဝါရီဆိုတာ DSB တင်နဲ့ပတ်သက်ဖို့ရာခိုင်နှုန်းများနိုင်လို့တရားပါ။ဒါဟို1 day ဖြစ်တဲ့ Chicago နဲ့ခင်ခဲ့တာတွေပိုင်းကြည့်ရင်တင်နိုင်ပါတယ်။ပြီးတော့နိုင်လို့6မိနစ်နဲ့အဲ့လိုဖြစ်ခဲ့တဲ့ကိစ္စတွေပိုင်းကြည့်တင်နိုင်ပါတယ်။ဒါတော့ကျွန်တော်ပြောလဲတည်ပါပါ။အဲ့တော့ပြန်ဆက်ပြောကြအောင်။ Chroma ကနိုင်လို့ရှိမှတည်သွားပြီးသူ့ရဲ့နေရာမှာပြန်နေဝေးပွားလာပါတယ်။ဒါမဲ့သူဝေးပွားလာတဲ့နေရာဟီမဝါရီထဲမှာဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့နိုင်တို့ကခါဝါကီချိန်ပိတ်ရခံလိုက်ရပါတယ်ဘာလို့ခါဝါကီရဲ့ချိန်ပိတ်ခံလိုက်ရတဲ့ dimension ဆိုတာလည်းအလုံးသိကြတဲ့ dimension အချိန်နဲ့ရတတ်တဲ့ dimension ရှင်းပြစုဖြစ်ပါတယ်အဲ့တော့ခူရာမိုင်းချာဂရာကိုဟီမဝါရီတယောက်တည်းရမယ်လို့ပြောလို့ရပါတယ်ဘာလို့ဆိုသူအဲ့ဒါရဖို့အစာရေးတဲ့အတီးပြူပေးထားပါဘလို့ဆိုဘော်ရီတို့ရှင်မအောင်မရနိုင်ဆိုမမွေရှင်းကြီးကိုနေဘော်ရီတို့ပြောဘူးပါလေမိမခူရာမရဲ့ချက်ကရာမရှိဘူးဆိုပြီးတော့ပေါ့ဒါမှချက်ကရာမရှိဘူးဆိုတာခက်သူကခူရာမနဲ့ပတ်သက်တာမရှိနိုင်တာကိုပြောတာပါဒါပေမဲ့ခူရာမကစတဲ့က ီမဝါလိရှိမှာနေမယ်လို့သူထင်လို့ညီမဝါလိရှိမှာပြန်လာနေရဖြစ်နိုင်ပါတယ်။ဘာလို့ဆိုခရမကရှီကာဂိုကိုပြောဦးပါလဲ။ယူရိုမီတာဆိုတဲ့နေရာပြောဖို့ကောင်းတယ်ပေါ့တဲ့။ဟုတ်ပါရဲ့ဒါကညီမဝါလိကငယ်กว่าခရမကိုဝမ်းရှော့ပဲလုပ်လိုက်တော့လေးစားပါတယ်ကိုထင်ပါတယ်။ အဲ့တော့နိုင်တူနဲ့ဟီမာဝါလီနဲ့ဘာကွာလဲလို့မေးရင်အများကြီးကွာပါတယ်ဟီမာနဲ့ရှင်ရင်နိုင်တူကခရောမရှိကအနေကြီးရနေပါတယ်ဘာလို့ဆိုရင်ဆိုကျွန်တော်ခရောမအကြောင်းလေးရင်ပြောပြပါမယ်ခရောမကတန်တေးရဲ့50%လောက်ရှိပါတယ်သူရဲ့ပါဝါပေါ့အဲ့တော့တခြား TS speed တွေထက်ပါဝါပိုများပါတယ်အဲ့တော့ခရောမကစောက်ချမ်းကြီးပါအဲ့တော့သူ့ရဲ့နှစ်ထွဲအနေကြီးကလည်း element တော်တော်များပါတယ်ချင်ချူရီဂီတွေကသူတို့ရဲ့ TS speed expand တွေကို100%တော်တော်မရပါဘူးဘာလို့ဆိုရင်နိုင်တူကောင်သူတုံးချင်ရင်တော့ခရောမကိုအရင်ခွင့်တောင်းယူရပါသေးတယ်အဲ့အဲ့လိုပဲခရောမကလည်း ရန်သူပူချင်သူလည်းပူချင်အောင်ချက်ကွာကိုအချိန်ပေးပြီးတော့ဆူရပါသေးတယ်။နောက်ပြီးတော့ forward တော့ Obito က8 day နဲ့9 day ကိုမရတော့သူတို့ရဲ့ချက်ကွာချင်းချန်နဲ့ပဲ10 day ကိုဖန်တီးလိုက်ပါတယ်။ TSP တွေကအဲ့မှာရအရန်အရန်ကိုဆွမ်းရဲကောင်းနေပါ။အဲ့တော့သူတို့ကအတီးစိတ်ရှိကြလို့ဒါသူတို့ရဲ့ power ကိုအရန်မတုံးကြတာပါ။အရန်မတုံးကြတာပေါ့။အဲ့တော့သူတို့ကို100% energy fault အပြည့်တုံးရင်စဉ်းစားကြည့်လိုက်တော့ဘူးအဲ့တော့ဟီမဝါဒီကဘာလို့ဆွာရမ်းများနေတာလဲဆိုတော့ခရမရဲ့ energy crow ကိုစိတ်ကြိုက်တုံးနေရလို့ပါပဲ ခြေကျူရီကီတွေကသူတို့ကိုကန့်တက်ချက်ရှိပေမဲ့ခီပါကတော့ကန့်တက်ချက်မရှိပါဘူးခလုံးတော့လို့ရလို့ပါပဲ ဒါကြောင့်နိုင်ယူတဲ့ဆွာများတယ်လို့ခရမကပြောတာပါအဲ့တော့နောက်ပိုင်းဒီထက်ပိုကြောင်ဟိမဝါဒီကိုတခြားတေးစပီတွေထပ်ပေါင်းအောင်ပြောတတ်ပါဘူးဒါတော့ကျွန်တော်ဖြတ်ခုခံနေပါထည့်ပြောထားမှုပါဘူးအဲ့တော့ကျွန်တော်ဆက်ပြောကြရအောင်တေးစပီပါဝါတွေကိုပြေဝတုံးနိုင်တာဆိုလို့အိုဆူဆူကီတွေရဲ့နေတဲ့သူတွေလောက်ပဲတုံးလို့ရပါတယ်ဘာလို့ဆိုလူသားတွေကသူတို့ရဲ့ဆွာရမ်းများတာကြောင့်သူတို့ပေါ်ရင်မခံနိုင်ပါဆိုလို့အောင်ချိတ်ပိတ်ပြီးတော့တုံးကြတဲ့သဘောမျိုးပါအဲ့တော့နိုင်တို့နဲ့နိုင်တို့ရဲ့သားနဲ့တမီတာဘာလို့အဲ့လိုရမ်းကျန်းနေရလဲဆိုတော့ကျွန်တော်ပြောပြပါမယ်ဒလတ်မူဗီမှာဟိနိုက်တာကဟာမူရာရဲ့ချက်ကိုရောက်ရပါပါတယ်အဲ့လိုပဲနိုင်တို့ရဲ့ဟာဂရို မိုးချက်ွယ်ရထားဆိုတော့သူတို့ငွေလိုက်တာတမီရတယ်အကုန်လုံးကအဲဆောက်ချိုင်းနေဖြစ်နေရပါအဲ့တော့အမီးကောင်နေမလို့ကျန်နေဆိုတော့ night to six month နဲ့ဆယ်မီးကောင်ရဲ့ chakra ကိုကြည့်ွားဆိုလို့ရဲများတဲ့ chakra တွေဟုတ်လို့သူတော်မတိုင်းတာနိုင်ဘူးလို့ပြောပါတယ်။အဲ့တော့အမီးကောင်နေကြောင်းနေနည်းနည်းပါးပါးပြောပြီးပြီဆိုတော့ကျွန်တော်တို့ himawari ပဲလေးနည်းနည်းလေးလှည့်ကြအောင်။အဲ့ဒီတော့ကျွန်တော်အစမှပြောခဲ့တဲ့လိုမျိုးပဲ night to နဲ့ himawari နဲ့အများကြီးတို့ကွာပါလေ။ဘာကွာလဲဆိုတော့ night to က chroma ရဲ့ chinchu rigi တယောက်ကွာ။ himawari ကြောင့်အဲ့လိုမဟုတ်ပါဘူး။ himawari ကသူကိုယ်တိုင်က chroma ဖြစ်သွားတဲ့ပုံစံမျိုးပါ။ ဲ့တော့ကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်အဲ့တော့ဆက်ပြောကြရအောင်ဂျူရောနဲ့ချက်နယ်ပဲအင်ဒိုဂျီယာဘိုက်ပတ်ပြီးဂျီရောနဲ့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ချိန်ပိုင်းဟီမတ်ကနိုင်တို့တမီပြပြီးသူ့ကြောင့်စပြီးအဝေးကန်းစဖြစ်ပါတယ်အဲ့တော့ဟီမတ်ကအစ်စေးလေးပြန်လှည့်ပြီးတော့ဟီးပေးလိုက်ပါတယ်ပုံမှန်ဆိုရင်ဒါကြီးကအင်ဒိုဂျီယာတေဝါနိုင်ပါတယ်တကယ်လို့တေဝါမှာပါဒါပေမဲ့ဟီမတ်ကအစ်စေးလေးပြန်လှည့်ဟီးပေးလိုက်လို့အင်ဒိုဂျီယာအသက်ရှင်သွားပါတယ် တော့ကျွန်တော်တို့နောက်အကြောင်းအရာပြောတင်ပါကျွန်တော်တို့နည်းနည်းလေး forward bet လေးကိုလည်းလှည့်ကြည့်အောင်နိုင်လို့ရှိမှနည်းကြည့်ရမသိခင်မှာဒဏ်ရာတော်တော်ကြီးကြီးမားမားရသွားခဲ့တယ်ဆိုတာအလုံးတီးပြီးတော့ပြောထင်ပါတယ်တကယ်လို့ဒါအဲ့နေရာမှာဒါဟီမာတာဆိုပြီး isolate ပြန်လိုက်ပြီးတော့ heal ပြီးလိုက်လို့ရပါတယ်ဟုတ်ပါတယ်အဲ့ကြိုင်နည်းကြည့်ရမသေးတော့ပါဘူးဒါက ginger rookie တွေနဲ့တော်တော်ကွာပါတယ်အဲ့တော့ ginger rookie တွေကသူများတွေကိုပြန်လဲပြီးတော့ heal ပြီးလို့မြတ်ပါဘူးတနည်းပြောရရင်ဟီမာက ginger rookie မဟုတ်ပါဘူးသူကိုယ်တိုင်ကခရမာကိုလူပုံစံနဲ့မြင်ရတယ်လို့ဒါ brother လို့တွေးလိုက်ပါအဲ့တော့ဟီမာနေတဲ့ဂျင်သားမြတ်အသေးလို့ဒါခရမာရဲ့အစွမ်းတွေကိုမတုံးကြတတ်သေးရပါအဲ့တော့သူကနောက်ပိုင်းတုံးရင်တုံး ံးတော့ကျန်းနေမှာပေါ့တတော်ရွေ့ share ကျန်းနေမှာပါအဲ့လိုကိုကိုကို ပြန်ပြီး healing ကလည်းနှာရုတ်ထက်တို့အများကြီးပိုမြန်ပါတယ်ပိုလည်းကျန်းတာပေါ့အဲ့တော့လက်ရှိမှာကျွန်တော်တို့ Boido Tublu Button မှာအရန်ကျန်းပါတယ်ဆိုတော့ကျွန်တော်တို့ Jura ကိုပါတက်ချီချိန်ဒီ pressure ပေးနိုင်တာဆိုလို့ Hima တယောက်ပဲရှိပါတယ်ကျွန်တော်တို့အဲ့လိုပြောလို့ Jura ကနူးတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးအဲ့တော့လက်ရှိချိန်ဒီ Jura ကဘယ်လောက်ထိကျန်းလဲဘယ် level လဲဆိုတာကျွန်တော်မသိရသေးပါဘူးအဲ့တော့ Hima နဲ့ Jura နဲ့ဆိုတာမိုးနဲ့မြေလို့ကွာနေပါတယ်သူရဲ့ power level ကပေါ့အဲ့တော့လက်ရှိမှာ Jura က information တွေကိုလိုက်စုဆောင်းနေုံတက်တက်နေပဲအဲ့တော့ အရန်တိကျင်နေအောင်တက်တက်နေပဲဂျူရာကဘီဂျူးဘုံပစ်လိုက်ဘီဂျူးလေးစာပစ်လိုက်နေရွှေရှောင်းပုတ်ပြပြပုံစံလုံနေရတာဒါတောင်ဂျူရာကခါမာဖွင့်လိုက်ခါဝါကီကိုဒီလိုပုံစံနဲ့ပဲအစ်စလီတိတ်ပြသွားပါပေါ့အဲ့တော့ဂျူရာကဒီ level နဲ့တင်တော်တော်ကြီးကိုဆောင်းဝန်းကျန်းနေပါပြီအဲ့တော့ကျွန်တော်တို့ရဲ့ main character ဖြစ်တဲ့ဘော်ဒီတို့ကပါဂျူရာကိုတွေ့နည်းနည်းလန့်နေလို့ရှောင်းနေရတာအဲ့တော့ခါရှင်းကိုကြီးပြောပြတဲ့ဘော်ဒီတို့ကဂျူရာကိုတွေ့ရနည်းနည်းလေးလန့်နေတဲ့သဘောမျိုးပေါ့ဂျူရာကြောင့်တိတ်ပြီးမပြောပါဘူးအဲ့တော့ကျွန်တော်ဒီ view ကဂျူရာနဲ့ပတ်သက်တာမဟုတ်တော့ကျွန်တော်တို့အဲ့တော့ကျွန်တော်ဟီမာဘက်လေးပဲဆက်ပြောကြရအောင်အဲ့တော့ဆက်ပြောရရင်အဲ့လိုပေါ်ပြပြလုံနေတဲ့ဂျူရာကို သူ့ရဲ့ true power ထုတ်ပြဖို့နီနီတီ pressure ပေးနိုင်ခဲ့တာပါဒီမှာပေါ့ဒါပေမဲ့အလက်ကားပါပဲဂျူရာလက်ချက်နဲ့ပဲထတ်မှောက်သွားပါဒါပေမဲ့ဂျူရာပေးလိုက်တဲ့ damage တွေကိုမြန်မြန်ရှင်းလင်းတာရတော့တကယ်ကိုကြမ်းလို့ပါတယ်နိုင်လိုတက်တော့အောင်တော်တော်မြန်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာဂျူရာကသူ့ရဲ့ true power ထုတ်ပြဖို့နီနီတီအောင်ဂျူရာကိုယ်နိုင်ပြောခဲ့တာဂျူရာပစ်လိုက်တဲ့ဘီယူလေးစာကိုထိသွားရင်စာကားလက်ကိုလည်း business နဲ့ healing dollar ရတကယ်ကိုကြမ်းလို့ပါတယ် ပြောရရင်ဟီမကနောက်ပိုင်းအလားလာတော်ကောင်းတဲ့ character တယောက်ပေါ့အဲ့တော့ဟီမရဲ့ power အဲ့ဒီကိုလည်းကျွန်တော်အများကြီးမြင်ရအောင်ပါပါဒါတော့ကျွန်တော် DV ကိုမှပြောက်ခွင့်အကြောင်းတွေပိုင်းတိတ်ပြောထားတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော် DV ကလည်းရန်နဲ့ရှင်နေပြီဆိုတော့ကျွန်တော် DV လေးကိုဆုံးသက်ချင်နေပါပြီအဲ့တော့ချီးကျူးပေးလို့ရအောင်ကျေးဇူးတင်ပါတယ်ကျွန်တော် DV မှာအမားပါခင်ရည်နဲ့ခွင့်လွှတ်ပေးဖို့တောင်းဆိုတင်ပါတယ်အဲ့တော့ကျွန်တော် DV မှာချင်းတိတ်မရလို့တိတ်မပြောလိုက်ရလေးလည်းရှိရင်ရှိမှာပါအဲ့တော့အောက်မှာထပ်ပြီးဆွေးနွေးတော့ရပါတယ်ထပ်ပြီးရောပေါ့အဲ့တော့နောက် video မှာအားလုံးပြန်တွေ့ချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်